ညီနောင်မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကိုကန့်တက် MNDAA ပလောင်အကျန်းဖတ်တောင်းကျန်းသူအဖွဲ့ DNL ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ PDF အဖွဲ့တွေကဆက်လက်နဲ့ထောက်ပံ့တာတွေရပ်တန့်ကြောင်းကြေညာပြီးတဲ့နောက်ဝါတရုတ်နယ်စပ်ဂိတ်တွေမှာစစ်သုံးပစ္စည်းတွေကလွဲပြီးကျန်တဲ့ကုန်ပစ္စည်းတွေကိုလွတ်လပ်စွာပြန်လည်ဖြတ်တန်းခွင့်ပြုကြောင်းဝါဒေတာရင်သတင်းဌာနတစ်ခုဖြစ်တဲ့ဝါနယူလန်စ်ရဲ့သတင်းဖော်ပြချက်အရသိရပါဗျာ။ ဝါပြည့်သွေးစီညင်ညွတ်ရေးတက်မတော် UWSA ထိန်းချုပ်နေမြေမှာရှိတဲ့ဝါတရုတ်နယ်စပ်ဂိတ်တွေမှာတရုတ်နိုင်ငံဘက်က စစ်ဘက်ဆိုင်ရာလက်နက်နဲ့အသုံးဆောင်ပစ္စည်းတွေကလွဲပြီးကျန်တဲ့ကုန်ပစ္စည်းတွေဖျက်ဆီးခွင့်ပြုလာနေပြီဖြစ်ကြောင်းဝါလူငယ်အတန်ရဲ့မြေပြင်တရင်အရင်အမြင့်တွေကပြောတယ်လို့ဝါနယူလန့်စ်ကသတင်းဖော်ပြထားပါတယ်။ဒီအခြေအနေဟာဝါတပ်ဖွဲ့ UWSA ကတရုတ်စံနာအရရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေတဲ့ ညီနောင်မဟာမိတ် AA TNLA MNDAA တို့အပြင်တခြားသောလက်နက်ကိုင်တပ်ဖွဲ့ PDF တွေကစစ်လက်နက်ထောက်ပံ့မှုတွေကိုရပ်တန့်လိုက်ကြောင်းနဲ့ဘလို့အကူအညီမှပေးတော့မှာမဟုတ်ကြောင်းတရားဝင်ကြေညာပြီးတဲ့နောက်တရုတ်နိုင်ငံကပြန်လည်ခွင့်ပြုလာတာဖြစ်တယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကပြောကြောင်း What Newlands သတင်းမှာဖော်ပြထားပါတယ်။ဝါတရုတ်နယ်စပ်ကိမှာကုန်စီတင်သွင်းခွင့်ကန့်သက်ခံခဲ့ရတာဂိတ်တွေစားပိတ်တာက2029ဒုတိယလှိုင်း2024ဩဂုတ်ဝင်းကျင်ကလေးကဒီဇယ်တဲတွေကိုခါးစည်းခံလာတာ။ တနစ်တိတိအပြည့်မှာတော့တရားဝင်ထုတ်ဖော်ပြောဆိုလာတာပေါ့တရုတ်ဖီယာဆိုတာကိုလည်းအတိအလင်းကြေညာခဲ့တယ်။ကြေညာပြီးတဲ့နောက်စက်တဘာနဲ့အော်တိုဘာလတွေမှာတော့တရုတ်ဘက်ကဖီယာတချို့ပြန်လည်ဖြေလျှော့လာတာတွေ့ရတယ်။ကုန်ပစ္စည်းတွေပြန်ဝင်တာတက်စီပြန်ဝင်တာအိမ်ဆောက်ပစ္စည်းလျှက်စစ်ပစ္စည်းစားသောက်ကုန်စတာတွေပေါ်လို့အဆိုပါအမြင်မဖော်လို့တဲ့သတင်းရင်းမြစ်တွေက One New Lands သတင်းဌာနကိုပြောပါရတယ်။ အခုလိုကန့်သက်ချက်တွေဖြေလျှော့ပြီးတဲ့နောက်တဆက်ထဲမှာလုပ်ငန်းရှင်တွေပြန်လည်ဝင်ရောက်လာတယ်လို့အရင်ကရပ်တန့်ခဲ့ရတဲ့စောက်လုပ်ရေးအဆောက်အအုံနဲ့လုပ်ငန်းတွေလည်းပြန်လည်လည်ပတ်နေပြီဖြစ်တယ်လို့ဟိုပန်မြို့မှာနေထိုင်တဲ့ဒေသခံအမျိုးသားတအုပ်က What Newlands ကိုပြောကြားထားတာတွေ့ရပါတယ်တရုတ်မုံစားပွဲနဲ့နှစ်သက်ကိုနီးလို့ပဲခနာတောင်ကုန်ပစ္စည်းတွေတင်သွင်းခွင့်နဲ့ဂိတ်တွေပြန်ဖွင့်လာလားဘာလားတော့မသိဘူးတရုတ်ပစ္စည်းတွေပြန်မှယူလို့ရလာတယ်အရင်ကဆိုမရဘူးဟိုပန်မှာလည်းတရုတ်လုပ်ငန်းရှင်တွေပြန်ဝင်လာကြတယ်အရင်ကပိတ်ထားတဲ့ဆိုင်တွေပြန်ဖွင့်လာတယ် တရုတ်ကိတ်ပိတ်လို့ဆောင်းလို့ရပစ္စည်းတွေမှာယူလို့မရတာကြောင့်ရတန်းခဲ့ရတဲ့အဆောက်အုံတွေအခုပြန်လည်လည်ပတ်လာနေတာတွေ့ရတယ်။မိုင်းပေါက်ပန်ဆန်းမှာလည်းလူတွေပြန်စီလာတာတွေ့ရပါတယ်လို့ War Newlands ကို၎င်းကပြောကြားထားပါတယ်။တရုတ်နိုင်ငံရဲ့အစိုးရအကြက်ကင်ဖိအားပေးမှုဟာ2029စစ်စင်ရဲ့ဒုတိယလိုင်းဩဂုတ်လထဲမှာစတင်ခဲ့ပြီးဝါတရုတ်နယ်စပ်ဂေကြီး၄ခုမှာကုန်စည်တင်သွင်းခွင့်တွေနဲ့လူအုပ်ရဲ့အထွက်တွေကိုစတင်ကတ်သက်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ War Newlands ကသတင်းဖော်ပြထားပါတယ်။ ဝါဘက်ကနေဆက်ဂေတီတွေဖြစ်တဲ့မုံအားမုံစီဂိတ်၊စောဖာ၊ပန်ဝိုင်ဂိတ်၊မန်ခါ၊နတ်တင်ဂိတ်နဲ့ရုံးဟော့ဂိတ်တွေအပြင်2020ခုနှစ်စစ်ဆေးရေးကာလအတွင်းတိုင်းဒေသလက်နက်ကင်တွေထိန်းချုပ်လိုက်တဲ့နေဆက်ဂိတ်တွေလည်းကန့်သက်ပိတ်ပင်ခရယမှုမှာပါဝင်ခဲ့တယ်လို့သိရပါဗျ။အခုလိုဝါနေဆက်ဂိတ်တွေကန့်သက်ပိတ်ပင်ခဲ့ရတာကြောင့်ဝါပြည်နယ်ခရိုင်လေးကို ဟိုပန်မိုင်းပေါက်မိုင်းလင်းမိုင်းမောအောက်မှာနေထိုင်ကြတဲ့ပြည်သူတွေဒေသတွင် စားတောက်ကုန်လူသုံးကုန်အခြေခံဆေးဝါးလျှက်စစ်ပစ္စည်းအိမ်ဆောင်ပစ္စည်းနဲ့ဓာတ်ဆီပြက်လက်မှုစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ One New Lens ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်လူတအုပ်မိသားစုတစုကို တပိုင်းတနိုင်ချင်းတချင်းစာသာဈေးဝယ်ခွင့်ရတဲ့အထည်အခက်ခဲကြုံခဲ့ရသလိုဒေသတွင်တည်နှံစိုက်ပျိုးပြီးစိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးကြတဲ့ပြည်သူတွေအတွက်တရုတ်ဘက်ကတင်သွင်းခွင့်မရတော့တာကြောင့်ဝမ်းစာရေးမှာအခက်ခဲတွေကြုံတွေ့လာစေခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အခုလိုတရုတ်နိုင်ငံရဲ့နယ်စပ်ဂိတ်ဆိုင်ရာကန့်သတ်ချက်တွေနဲ့အတူဖိအားတွေကိုဝါတက်ဖွဲ့အပြင်ကိုကန့်အဖွဲ့လည်းပါဝင်ခဲ့တယ်လို့ဝါနယူလန့်စ်ရဲ့သတင်းမှာဖော်ပြထားပါတယ်။